မင်္ဂလာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်ပထမအဆုံးအပြည့်ရဲ့သဘောတူညီချက်ကျိုးပြက်ပြီးအကြမ်းဖက်မှုကြောင့်အရက်သားတွေအနေရဖြစ်တာကိုအာဆီယံအဖွဲ့အလွန်မင်းစိတ်ပြက်ဟုဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဘုံသဘောတူညီချက်၅ရက်ပေါ်အများယုံကြည်လက်ခံနိုင်စွမ်းပြန်လည်ရရှိဖို့အာဆီယံအဖွဲ့ကကြိုးပမ်းနေပြီးမြန်မာနိုင်ငံမှာလုံခြုံရေးနဲ့တည်ငြိမ်မှုရရှိဖို့ဆောင်ရွက်နေတယ်လို့မလေးရှားနိုင်ငံသားဝန်ကြီးမိုဟာမက်ဟက်ဆန်ကပြောပါတယ် ဘောတူညီထားတဲ့အပြစ်ခက်ရစဲရေးတွေဒေတာတချို့မှာကြိုးပြက်ခဲ့ပြီးအကြမ်းဖက်မှုတွေကအရက်သားတွေကိုအနည်းငယ်ဖြစ်စေတာကိုအာဆီယံအဖွဲ့ကအလွန်မင်းစိတ်ပြဲမိတယ်လို့၎င်းကဆိုပါတယ်မြန်မာဟာဒေတာတခုသာဖြစ်ပြီးအထူးကြံတိုင်းပြည်တခုမဟုတ်တာကိုအာဏာရယူထားသူတွေကသိရမယ့်တောင်းဝန်ရှိတယ်လို့သူကဆက်ပြောပါတယ်မြန်မာတွေဥဆောင်တဲ့ပြည်ပခအပြေရှာဖို့ကောင်းမွန်သောယုံကြည်မှုရရှိရေးအတူလက်တွဲဆောင်ရွက်ပါကတောက်ပပြီးဘေးအန္တရာယ်ကင်းသောအနာဂတ်တည့်ရရှိတယ်လို့မိုဟာမက်ဟဆန်ကပြောပါတယ်စနေနေ့ကနယူးယောက်မြို့ ုပ်ရှိကုလသမဂ္ဂဌာနချုပ်မှကျင်းပတဲ့အကြိမ်80မြောက်အထွေထွေညီလာခံမှာမလေးရှားနိုင်ငံရဲ့ထုတ်ပြန်ချက်ကိုဖတ်ကြားစဉ်သူကအခုလိုမှတ်ချက်ပြုခဲ့တာပါ ငင်းကြင်းရည်နဲ့လုံချုံရည်တုံမြင့်ခြင်းစီးပွားရေးကြံ့ကြံ့ခံမှုမြင့်တင်ခြင်းနဲ့တာရှိခံရည်မှန်းချက်တွေရှေ့ဆက်လုံဆောင်ခြင်းမှာအာဆီယံဟာဒေသဆိုင်ရာအဖွဲ့အစည်းအနေနဲ့အရေးပါတဲ့ခန်းကဏ္ဍမှာဆက်လက်ပါဝင်မယ်လို့၎င်းကဆိုပါတယ်။စိန်ခေါ်မှုတွေဆက်ရှိနေတာကိုမိုဟာမက်ဟက်ဆန်ကဝန်ခံခဲ့ပေမယ့်အာဆီယံအဖွဲ့ဟာသက်ဆိုင်ရာတိုင်းပြည်တွေကိုဂရီကဝတ်တွေလေးစားသမှုရှိကြဖို့တိုက်တွန်းမယ်လို့ပြောကြားကြောင်းသိရပါတယ်။ နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့အင်တာနက်ချုပ်ရွေးမှုကြောင့်ကိုစလင်လောင်း90ကျော်စီးရင်ကျန်တမမရဲ့ကျော်မှလက်ခံရဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ စစ်ကောင်မရှင်ကကျင်းပရင်ဖြစ်စေနေသောရွေးကောက်ပွဲအတွက် UEC Cloud အသုံးပြုရမှာအင်တာနက်ချုပ်ရင်းချက်ကြောင့်ကြံ့ခိုင်ရေးပါတီအပါအဝင်အခြားပါတီမှကိုယ်စားလှယ်လောင်းအမည်စင်းချိန်ခဲ့ပြီးတမတ်ရဲကျော်မှပြန်လည်လက်ခံရကြောင်းရွေးကောက်ပွဲကော်မရှင်ကယမန်နေ့ကထုတ်ပြန်ပါတယ်နိုင်ငံရေးပါတီများနဲ့တတိပုဂ္ဂလလွှတ်တော်ကိုယ်စားလှယ်လောင်းများ၏အမည်စင်းတင်သွင်းမှုကိုစက်တင်ဘာ22ရက်နေ့နောက်ဆုံးတက်မှတ်ထားတော်လဲ UEC Cloud ။အင်တာနက်ချုပ်ရွေးမှုကြောင့်ရင်းနောက်ပိုင်းမှာကိုယ်စားလှယ်လောင်း90ကျော်စီးရင်ထက်မှန်ထည့်သွင်းရကြောင်းသိရှိရပါသည်။ ကိုစလီလောင်းအမည်စင်းကိုသက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်အဖွဲ့အစည်းများက UEC ကအသုံးပြုပြီးကော်မရှင်ရုံးသို့ပေးပို့ရာတွင်အင်တာနက်လိုင်းချုပ်ရွင်းခဲ့ခြင်းဟုသိရပါသည်။ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှကိုစလီလောင်း30ဦး၊တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ5ဦး၊ပြည်သူ့ရှေ့ဆောင်ပါတီမှ3ဦး၊မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီမှ6ဦး၊ရှမ်းနယ်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ၊ကြားဖြူပါတီမှ2ဦးနှင့်ပြည်သူ့ပါတီမှ3ဦးတို့ဖြစ်ပါသည်။ စစ်ကောင်မရှင်ကပြုလုပ်မိရွေးကောက်ပွဲအတွက်ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီမှ1048ဦးတိုင်းဒါစည်းလုံးညီညွတ်ရေးပါတီမှ903ဦးပြည်သူ့ရှေ့ဆောင်ပါတီမှ685ဦးမြန်မာနိုင်ငံတောင်တူလေတမဖွံ့ဖြိုးတိုးတက်ရေးပါတီမှ434ဦးရှမ်းနဲ့တိုင်းဒါများဒီမိုကရက်တစ်ပါတီကြားဖြူပါတီမှ986ဦးနဲ့ပြည်သူ့ပါတီမှ915ဦးတင်သွင်းထားပြီးတိုင်းဒေသကြီးနဲ့ပြည်내တစ်ခုအတွင်းစည်းရုံးမဲ့ပါတီ52ပါတီမှ959ဦးနဲ့တတိပုဂ္ဂလ90 35ဦးစုစုပေါင်း915ဦးရှိကြောင်းသိရပါတယ်။စစ်ကောင်စီလောက်ခဲရွေးကောက်ပွဲကော်မရှင်ကရွေးကောက်ပွဲအပိုင်းတစ်ကိုလာမယ့်ဒီဇင်ဘာ28ရက်နေ့မှာမြို့နယ်102မြို့နယ်မှာကျင်းပမည်ဖြစ်ကြောင်းသိရှိရပါတယ်။ နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့စစ်ကောင်စီကိုကမ္ဘာလုံးဆိုင်ရာအရေးယူပိတ်ဆို့မှုတွေပြုလုပ်ဖို့ JFN တောင်းဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပြည်သူလူထုပေါ်အကြမ်းဖက်မှုတွေကျူးလွန်နေတဲ့စစ်ကောင်စီရဲ့လုံရက်တွေရပ်တန့်နိုင်ဖို့ကမ္ဘာလုံးဆိုင်ရာအရေးယူပိတ်ဆို့မှုတွေလိုအပ်တယ်လို့ Justice for Myanmar ကတောင်းဆိုလိုက်ပါတယ်။မြန်မာစစ်အုပ်စုဟာပြည်သူလူထုကိုအကြမ်းဖက်စစ်ဆင်ရေးတွေလှုပ်ဆောင်နိုင်ဖို့ဗန်နာငွေလက်နက်နဲ့လေရင်လောင်းစားစီရရှိမှုတွေကနေအသက်ဆက်နေရတာဖြစ်ပါတယ်။အဲ့ဒီရင်းမြစ်တွေကိုဖျက်တောက်ခြင်းကပဲစစ်အုပ်စုရဲ့အကြမ်းဖက်လုံရက်တွေကို ိုအဆုံးသတ်စေမှာပါလို့ JFN ကစက်တင်ဘာ29ရက်မှာထုတ်ပြန်ပါတယ်။ဒါကြောင့်မြန်မာပြည်သူလူထုရဲ့လွတ်လပ်ရေးငြိမ်းချမ်းရေးနဲ့ Federal Democracy ရရှိရေးရုံးခံကြိုးပမ်းမှုတွေကိုအထောက်ပံ့ဖြစ်စေဖို့ကမ္ဘာလုံးဆိုင်ရာအရေးယူဆောင်ရွက်မှုဒဏ်ခတ်ပိတ်ဆို့ရေးယူမှုနဲ့သဘိမ့်မှောက်မှုတွေမရှိမဖြစ်လိုအပ်တယ်လို့ JFN ကဆိုပါတယ်။ JFN အနေနဲ့စစ်ကောင်စီကိုလက်နက်လေယာဉ်စီစသဖြင့်ထောက်ပံ့ပေးနေတဲ့နိုင်ငံတွေနဲ့နိုင်ငံတကာကုမ္ပဏီတွေကိုတောက်လျှောက်ဖိအားပေးတောင်းဆိုနေတာပါစစ်ကောင်စီရဲ့အကြမ်းဖက်မှုတွေကြောင့်အာဏာသိမ်းခဲ့တဲ့2021ဖေဖော်ဝါရီကနေ2025စက်တင်ဘာ26ရက်ထိပြည်သူ9200ကျော်တိတ်ဆုံးခဲ့တယ်လို့နိုင်ငံရေးအကြံသားများကုညီဆောင်ရှောက်ရေးသိန်း AAPP ကထုတ်ပြန်ပါတယ်ဒါဟာအတီးပြုတ်ပြီးအရေးအတွက်သာဖြစ်ပြီးအတီးထက်ပြုတ်ဖို့လိုသေးတဲ့ပြည်သူ3900ကျော်အသက်ခံရတာရှိပါသေးတယ်ဒါကြောင့်စေအုပ်စုလက်ချက်ကြောင့်စုစု ပေါင်းဆိုရင်တက်တောင်းကျော်အသက်ခံထားရပါတယ်။ဒါအပြင်2024ဒီဇင်ဘာလအထိစေယုတ်စုလက်ချက်ကြောင့်နေအိမ်ပေါင်းတသိန်းကျော်မိရှု့ ထက်စီးခံခဲ့ရတယ်လို့ Data for Myanmar ရဲ့အချက်အလက်တွေကဖော်ပြထားပါတယ် Data for Myanmar ကစေအုပ်စုကနိုင်ငံတော်မီးရှို့ဖျက်ဆီးမှုတွေကိုအချက်အလက်စုဆောင်ဖော်ပြပေးခဲ့တာဖြစ်ပါတယ်ဒါအပြင်ဒီကာလမှာဒီမိုကရေစီရေလှုပ်ရှားသူနဲ့ပြည်သူ3000နီးပါးဖမ်းဆီးခံခဲ့ရပြီးအကျဉ်းထောင်ထဲမှာ2000ကျော်ထိန်းသိမ်းခံရဆဲဖြစ်တယ်လို့နိုင်ငံအကျဉ်းသားများကုညီဆောင်ရှောက်ရေးတင် AAPP ကထုတ်ပြန်ထားပါတယ်စစ်ကောင်စီရဲ့အကျဉ်းဖက်မှုလုပ်ငန်းစဉ်တွေကပုံမှုဆိုးရွားလာတာဖြစ်ပြီးပြီးခဲ့တဲ့ဩဂုတ်လတည်းမှာစစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု22ကြိမ်ပြုလုပ်ခဲ့တာကြောင့်တည်ဆုံးသူ284ဦးရှိလို့အမျိုးသားညီညွတ်ရေးအစိုးရကသတင်းထုတ်ပြန်ထားကြောင်းသိရှိရပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ကြောင်မင်းနဲ့နောင်ချိုနေရ5ခုမှာတိုက်ပွဲဖြစ်နေတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ကြောင်မင်းနဲ့နောင်ချိုမြို့နယ်တွင်နေရ5ခုမှာတိုက်ပွဲဖြစ်ပွားနေပြီးကြောင်မင်းမြို့နယ်လုံဝဲချေးရွာကိုစစ်ကောင်စီကအစိမ့်ငွေဘုံအပါဝင်ဘုံလုံး30ကျော်ကျဲချတိုက်ခိုက်ခဲ့တယ်လို့ TNLA ကမနေ့ကညနေမှာသတင်းထုတ်ပြန်ပါတယ်။ကြောင်မင်းမြို့နယ် လုံဝေတောင်စင်းလေးစကန်းသာကျေးရွာနောင်ချုံမြို့နယ်မှာစိတ်ဖူးကျေးရွာဘန်းကားချောင်းအနီးတို့မှာတိုက်ပွဲဖြစ်နေတာလို့ဆိုပါတယ်လုံဝေကျေးရွာကိုစစ်တပ်ကလေချောင်းကနေဘုံလုံး30နဲ့အစိမ့်ငွေဘုံ3လုံးကျဲချတိုက်ခိုက်ပြီးနေအိမ်တွေကိုမိရှုဖျက်ဆီးခဲ့တယ်လို့ဖော်ပြပါတယ်အစိမ့်ငွေဘုံကြောင့် TNL တပ်ဖွဲ့ဝင်တွေမူဝေ OMB မိမသားဖြစ်တာတွေမော်ဘီအသက်ရှူမြင့်ဆန်တဲ့လက္ခဏာတွေဖြစ်ခဲ့တယ်လို့ဆိုပါတယ်ကျောင်းမဲမြို့ကို TNL က13ညနေခုံစစ်စင်ရေးနဲ့တူ2024ခုနှစ်ဩဂုတ်လမှာတင်ယူခဲ့တာပါပြီးခဲ့ ဲ့ဇူလိုင်လမှာနောင်ချုံမြို့ကိုပြန်သိမ်းယူပြီးနောက်ဩဂုတ်လ19ရက်နေ့ကစပြီးချောင်းမဲမြို့နဲ့နောင်ပိန်တိုင်းနယ်ကိုစစ်တပ်စစ်ကြောင်းဝင်ရောက်လာပြီးနောက် DNL PD ရဲ့ပူးပေါင်းတပ်တွေနဲ့စစ်ကောင်စီတိုက်ပွဲဆတင်ဖြစ်ခဲ့တာပါဒီနေ့ထိတိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီးစစ်ကောင်စီကလေးချောင်းကနေဘုံအဆက်မပြတ်ကျဲချကမြေပြင်စစ်ကြောင်းတွေကိုရှေ့တိုးနေတာလို့သိရှိရပါတယ် နောက်ထပ် တင်ဆက်ပေးမယ့်သတင်းကတော့ပရိပခကာလအတွင်းအမျိုးသမီးနဲ့ကလေးငယ်တွေကာကွယ်ရေးအသိပညာပေးမှု NUG လူခွင့်ရေးဝင်ကြီးဌာနပြုလုပ်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မကွေးတိုင်းဒေသကြီးကံကောမြို့နယ်မှာရှိတဲ့ဒေသပြည်သူတွေအတွက်အမျိုးသမီးကလေးငယ်နဲ့ဂျန်တာအခြေပြုအကြံဖတ်မှုတွေတရားမျှတမှုပေါ်ဆောင်နိုင်ဖို့အသိပညာပေးဆွေးနွေးတဲ့တင်နန်းပြုလုပ်ခဲ့တယ်လို့အမျိုးသားညီညွတ်ရေးဆိုရ NUG လူခွင့်ရေးဆိုင်ရာဝင်ကြီးဌာနကစက်တင်ဘာ28ရက်မှာထုတ်ပြန်ပါတယ်။ဒီလိုတင်နန်းတွေပို့ချနိုင်ဖို့အတွက်လူခွင့် င်ရေးဆိုင်ရာဝန်ကြီးဌာနအနေနဲ့မြေပြင်ရေးရာတာဝန်ခံတွေကို2024ခုနှစ်တကြိမ်2025ခုနှစ်မှာတကြိမ်နီးပြသဏ္ဍန်တွေပို့ချခဲ့ပြီးအခုစက်တင်ဘာလမှာနောက်ဆက်တွဲစင်ပွားသဏ္ဍန်တွေပြုလုပ်နိုင်ခဲ့တာလို့ဆိုပါတယ်ကံကောမျိုးနယ်မှာပြုလုပ်တဲ့ဒီတနမ်းမှာတော့လူခွင့်ရေးဆိုင်ရာဝန်ကြီးဌာနရဲ့အမျိုးသမီးလူခွင့်ရေးတာဝန်ခံတဦးကဆောင်ပြီးတော့တင် जा ဆွေးနွေးခဲ့တာဖြစ်တယ်လို့အသိပေးပါရစေ။ သင်္နံမှာလိမ်ပိုင်းဆိုင်ရာထိပါနှောက်ရခြင်းအမျက်ထုတ်ခြင်းနဲ့မဖွေမရပြုခြင်းဆိုင်ရာ အကားအွယ်ပေးမူဝါဒအပါအဝင်လူခွင့်ရေးအခြေခံအချက်လက်တွေစီမင်းစည်းကမ်းတွေကလေးတငယ်ခွင့်ရေးလူသားချင်းစာနာထောက်ထားမှုဆိုင်ရာစံနှုန်းတွေဂျန်တာတန်းတူညီမျှရေးစတဲ့အကြောင်းအရာတွေ အကြောင်းတရားတွေအဓိကထားတင်ကြားပို့ချခဲ့တယ်လို့ထုတ်ပြန်ပါတယ်။ကံကောမှာကျင်းပါတဲ့တနမ်းမှာတော့လူငယ်အမျိုးသားနဲ့အမျိုးသမီး34ယောက်တက်ရောက်ခဲ့ကြပြီးလူခွင့်ရည်နဲ့ကလေးတငယ်အခွင့်ရည်တွေအကြောင်းကိုစိတ်ဝင်စားဆွေးနွေးခဲ့ကြသလိုလိမ့်ပိုင်းဆိုင်ရာခြေပါနှုတ်ဆက်တာအမျက်ထုတ်တာနဲ့မခွေမယာပြူတာနဲ့ဆိုင်တဲ့အကောက်ွယ်ပေးရေးမူဝါဒနဲ့ပတ်သက်တာတွေကိုဆွေးနွေးခဲ့ကြတယ်လို့ဆိုကြောင်းသိရှိရပါတယ်။